မဲသောမြို့မှာနာမည်ကြီးနေတဲ့ရေပေါ်သေးတွေအများကြီးရှိတယ်ပေါ့နော်အခုကျွန်တော်တို့ဒီနေ့ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ဒီအင်ကြီးမြန်ရေပေါ်သေးကိုလဲသွားမယ်ကျွန်တော်လည်းတူတူလိုက်ကြည့်လိုက်ရအောင် မဲဆောက်မျိုးမှာကျွန်တော်တို့မြန်မာပြည်တနေရာကိုအလဲသွားမယ်ဆိုလို့ရှိရင်အခုလိုမျိုးကားငောင်းဝင်ဆောင်မှုကိုလူစုပြီးတော့ကျွန်တော်ကားငှားရရဲ့နောက်တစ်ခုကဒီမဲဆောက်မှာဆွဲတဲ့ line card ရှိတယ်ဗျကျွန်တော်တို့လူစုပြီးတော့သွားမယ်ဆိုလို့ရှိရင်သွားမယ်กว่าဝေပေါ်မူတည်ပြီးတော့ဒီ900ရနေပြီးတော့2300ဘတ်ပေါ့နော်အဲ့လိုမျိုးစားစားရှိရမှုလို့ကိုသွားခြင်းတဲ့နေရာကိုကာသမာနဲ့တခြားစုံစမ်းပြီးတော့မှချိတ်ဆက်သွားစီခြင်းပါတယ် လိုင်းကားနဲ့သွားမယ်ဆိုရင်တော့ကုန်ကြတက်တာတော့ဗောဒါပေမဲ့နောက်ကိုကဒီလမ်းကြောင်းမသိတာမျိုး location မသိတာမျိုးဆိုရင်တော့နည်းနည်းခက်ခဲဖြစ်နိုင်တယ်ကျွန်တော်ဇယံတွင်သွားနေတုန်းကတော့ဒီရေပေါ်သေးဝင်အပေါ့ပါမှာဗောနော်ထိုင်းလူမျိုးတော်ကြီးကခုလူမျိုးပန်းလေးတွေကိုတောက်ချောင်းလေးတွေနဲ့လှဆင်ပြီးတော့ကောင်းနေတာတွေ့ခဲ့ရတယ်ဗောနော် ကျွန်တော်ဒီမြေကမ်းသားကိုဆင်းလိုက်ပြီဆိုတာနဲ့ဈေးဆိုင်နေတဲ့ဒီသူတို့ကန်းဆက်ပေါ့နော်ကန်းဆက်ရေပေါ်မှာဆောက်ထားတဲ့ဒီလူတွေနားယူခုံတွေကိုအခုလိုမျိုးသူတို့ခင်းတာမြင်ရမှာပေါ့နော်အဲဒီခုံလေးတွေကကျွန်တော်တို့လကားတော့မရဘူးပြထိုင်ပြီးတော့ဟိုနားယူမယ်ဆိုလို့ရှိရင်ငှားရတယ်ပေါ့နော်ငှားလို့ရှိရင်ကျွန်တော်တနားယူပတ်50တရာသူဆိုင်ပေါ်မူတည်ပြီးတော့ပေးရတယ်ဗျာ ဒီထိုင်းနိုင်ငံမှာကဒီအခုလိုမျိုးပေါ့နော်လူတွေပြုလုပ်ထားတဲ့ဒီလေစရာပတ်စရာနေရာတွေပန်းဖြေစရာနေရာတွေအများကြီးပဲအခုကျွန်တော်ကမဲဆောက်ရောက်နေတာဆိုတော့ဒီမဲဆောက်မှာရှိတဲ့ပန်းဖြေစရာနေရာတွေလေစရာပတ်စရာနေရာတွေကျွန်တော်ကအကုန်လုံး live ပို့ပေးမယ် live ပြမယ်အဲကျွန်တော်လည်းခုမှဆောက်ရောက်တာဆိုတော့မတည်သေးတဲ့နေရာတွေရှိတာပေါ့နော်အားကြောင့်မို့လို့ဒီမှာအနေကြာနေတဲ့လူတွေကနေပြီးတော့ဘယ်နေရာတွေသွားလို့ရတယ်ဘယ်နေရာလေးတွေရိုက်ပြပေးပါဆိုပြီးတော့ကျွန်တော် comment ပေးခဲ့လို့ရတယ် ကျွန်တော်သွားဘူးတဲ့နေရာတွေထဲမှာအခုဒီရေပေါ်သေးဆိုလဲသွားဘူးတဲ့လူတွေရှိလို့ရှိရင်အောက်မှာ comment ပေးခဲ့လို့ရတယ်ကျွန်တော်ရဲ့ video တွေကိုထပ်ပြီးတော့မြင်ရင်သေးတယ်ဆိုရင် like and follow လုပ်ထားပေးဖို့တောင်းဆိုပါတယ်အားလုံးကျေးဇူးတင်ပါတယ်